လူတွေကိုတနာလာတယ်ဗျာပင်မန်းတို့ကြီးပြီးတော့လေ။အော်ဆိုတော့တို့ကစိတ်ထွက်ပေါက်ကလည်းဘယ်လိုပြောမလဲဖြောပြေးတို့ခေါင်းစဉ်တခုအောက်မှာပဲတို့ကအဲ့လိုလောင်နေကြတာဗျာ။ဒါပေမဲ့တကယ်တမ်းအပန်းပြေးလာဆိုမပြေးနိုင်ဘူးဆိုတော့တကယ်ချမ်းသာမှုအစစ်မှန်အဲ့ဒေါရီတောင်နေတဲ့တကယ်တဘာဝနဲ့ထိတွေ့ပြီးတော့နေနေတဲ့လူတွေမှာလူရောစိတ်ရောချမ်းသာတယ်လို့ကျွန်တော်သတ်မှတ်တယ်။ဒီနေ့ကကျွန်တော်တို့ဒီဆန်ကြောင်းထဲမှာအဆိုတော်ကိုစုစုရဲ့ရုံမှာဆိုရဲ MP လေးကိုပါဝင်ပြီးတရုတ်ဆောင်နေတာ။ဆိုရှယ်မီဒီယာပေါ်မှာတွေ့ရတဲ့ကောင်မလေးတယောက်ကို ဟိုလုတ္တိရကြီးအပြင်မှာအဲ့လိုရေစက်ပါပြီးတော့လာဆုံတဲ့ပုံစံမျိုးပေါ့နော်။ဒီအရင်ဟိုအချစ်ချင်းလေးပါပဲ။အရင်ကတော့မလိုပါဘူး။ဒါအမီဆိုပေါ့ပေါ့ပါပဲလေ။ဒါရင်တော့လည်းမပါတော့ဒီတိုင်းပါပဲ။ကျွန်တော်ကအမြဲတမ်း music video ပဲအတကယ် professional လုပ်ပြီးရိုက်နေလို့ဆိုတော့ကျွန်တော်ကအရင် heavy မဟုတ်ဘူး။ငငယ်တော့ဆိုရင်တော့16 16ကတော့ဆိုရင်တော့ဒီလိုမျိုးဖုန်းလေးပေါ်ကသားပညာဆိုရင်တော့ခွန်ကြောင်ပဲပြီးရင်တောင်တောင်ဂျီတော့လေးချီမေးနေဆိုတော့လောက်ပါပဲဒါမဲ့နောက်ပိုင်းကျတော့ဒီ ကျွန်တော်အခြေအနေတခုတွေဖျက်ချော်ပြီးတော့အဲ့လိုဖြစ်ဖြစ်သွားတဲ့အချိန်မှာ social media ကိုကျွန်တော်ကအကုန်လုံး unfollow လုပ်လိုက်တယ်ကျွန်တော်ရင်းနှီးကဘယ်လိုပြောမလဲအမှုပညာသတင်းတွေရှိမယ်ပြီးရင်လူများနေရဲ့ issue တွေပေါ့ဥမာစာဝတ်နေရေးပေါ့ဗျာအဲ့လိုလူတွေကြားထဲမှာဖြစ်ပျက်နေတဲ့ဟာတွေပေါ့နောက်ပိုင်းကျတော့လူတွေရဲ့အကြောင်းလေးကိုစိတ်ဝင်စားတာတဲ့နောက်ပိုင်းကျတော့ခုနကမှပြောလို့ပဲ social media ကိုတုံးပြီးတော့ပတာရေးထက်ပိုတဲ့အကြောင်းအရာတွေပေါ့နော်ခုနပြောလို့တဘာဝနဲ့ဆိုင်တဲ့ဟာတွေ healing လုပ်တဲ့ဟာတွေ mental ဘိုင်း strong ဖြစ်စေတဲ့အရာတွေပဲကိုကျွန်တော်ကခုနပိုင်း ပို့ပြီးတော့ physical ထက် mental ကိုပို့ပြီးတော့အဲအသာပေးပြီးတော့ကျွန်တော်ရဲ့ social media ကိုတော့ဖြစ်တယ်အခုကလူရဲ့စာတက်လာပြီပြီးရင်အသိမြင်တွေပို့ချေလာပြီဟိုကိုကိုရိုင်းလည်း influencer ဖြစ်လာတဲ့အချိန်မှာအဲဒီမင်းသားမင်းသမီးရဲ့လည်းမဟုတ်ဘူးအနေနဲ့ရဲ့မှာစီးပွားရေးဆိုတဲ့စီးပွားရေးလေးကအပြိုင်ဆိုင်တွေကအရင်များလာတဲ့အချိန်မှာအရင်ခေတ်ကအုံနှောင်းနေတော့တွားပြီးတော့ပြန်ပေါ်လာလို့မရတော့ဘူးလေနော် web prepare လုပ်ပြီးမှကိုယ်တကယ် talent ရှိမှအရှိမှကိုမှ concept ခံခံရမှတခု attitude တခုရှိမှထွက်လာမှရေရှည်ရည်တည်လို့ရမယ်ဆိုတော့တိတော့ရေတို့အတွက်မကြည့်ပဲနဲ့ရေရှည်အတွက် skill set လုပ်နေတဲ့အချိန်ပေါ့နော် လူတွေကိုတနာလာတယ်ဗျာပင်မန်းတို့ကိုကြည့်ပြီးတော့လေဒါဆိုသူတို့ကစိတ်ထွက်ပေါက်ကလည်းဘယ်လိုပြောမလဲဖြောပြေကြီးလို့ခေါင်းစဉ်တခုအောက်မှာပဲသူတို့ကအဲ့လိုလောင်နေကြတာဗျာဒါမှတကယ်တမ်းအပန်းပြေလာဆိုမပြေနိုင်ဘူးဆိုတော့နောက်ပိုင်းကျွန်တော်စဉ်းစားလာငါတို့ငါစဉ်းစားလာတဲ့ဆိုင်ဒီဘယ်လိုပြောမလဲလူတွေခစ်ကာလာခုတခုကိုကောင်းပြောင်းမှာပေါ့နော်ဘယ်လိုမျိုးတွေမှုနဲ့ relax လုပ်မလဲဆိုတဲ့ဟာကိုစဉ်းစားရတာပေါ့နော်ဟိုရေရှည်ရက်ဒီဖို့ကျွန်တော်လုပ်ပေးခြင်းနဲ့စုံက တက်ကြီးတဲ့သူတွေကိုကျွန်တော်ပြောပေးချင်တယ်အဲအတွေ့အကြုံနဲ့ပဲပြီးတော့ဟိုအပြစ်ထိုင်တင်နေပြီးတော့ဒီနာသူတို့ရဲ့အမြင်တွေနဲ့ဒီအိမ်အိမ်ထဲမှာထိုင်နေတဲ့အမြင်တစ်ခုနဲ့ဟိုလူငယ်တွေကို criticize လုပ်နေတာထက်ဆိုင်သူတို့ကအရှိဆွဲခေါ်ထုတ်ပြီးတော့ဟိုဘာသာရေးလည်းကြောင်းလည်းမလွယ်ဝရအောင်သူတို့ယုံကြည်မှုကိုလည်းမပြည့်စည်ရအောင်အဲကိုကဘလို့မှတ်ထားပါတော့ဖခင်เจ้าမှသင်းဆိုတာသဘောမကျတော့ဆိုရင် ငါကွင်းထဲကိုပြောင်းဝေးဆိုကြမယ်လေဒါပေမဲ့ဖခင်ကြောင့်မှဆူတောင်းတာတော့ဘောမကြရင်ငါကွင်းထဲမှာပြောင်းဝေးဆူတောင်းကြမယ်ဆူတောင်းနေဆိုတာထက်ပြားအဲ့လိုလားတို့ပေါ့လူတွေရဲ့စိတ်ကိုလူချုံမှုပေးမဲ့ concept တွေပေါ့အဲ့လိုမျိုးနဲ့ fan target ကိုလူကြီးတွေကိုဦးစားပေးခြင်းတို့ပြောစီချင်တယ်အဓိကတော့ကို့အမိတို့ကကို့တွေးနေနေတယ်အဲ့လိုမျိုးဖြစ်သွားပါဘူးကျွန်တော်ကကို့ထုံနဲ့ကို့လာပြီးတော့ကို့အတွေးနဲ့ကို့ရှင်နေရလို့ဆိုတော့မိဘစကားသိနားထောင်နေထဲမှာမပါဘူးအဲကျွန်တော်ကကျွန်တော်အမိတွေကိုနားရဆိုအမိကိုအကူရတယ်မိဘကိုအကူရတယ်ဆိုတော့တာသမီးရဲ့ထဲမှာမှာကျွန်တော်ကကျတော့ မိဘငါ့ကိုအပြန်ကိုရမယ်ငါမိဘကိုလမ်းပြန်ပြရမယ်ဆိုတော့ကိုကိုကိုအဲ့လိုချိုးဆန်းမလို့သတ်မှတ်ထားတဲ့လူတယောက်ဗျာဟိုပြောရင်တော့ငငယ်လေးနဲ့အသက်ကြီးနေတဲ့လူတယောက်လို့ဖြစ်နေတာအတွေ့ရလေအဲ့တော့အမေကိုအမြဲတမ်း survive ဖြစ်နေချင်တယ်သူတို့ရဲ့အတွေ့အကြုံနဲ့ပိတ်နေတဲ့ဟာကိုဟိုမှားနေလို့မဟုတ်ပဲနဲ့ကောင်းတဲ့ဖက်ကိုပြောပြောနေချင်တယ်တကယ်ချမ်းသာမှုအစစ်မှန်အဲ့ဒေါရီတောင်နေတဲ့တကယ်တဘာဝနဲ့ထိတွေ့ပြီးတော့နေနေတဲ့လူတွေမှာသူရောစိတ်ကချမ်းသာတယ်လို့ကျွန်တော်သတ်မှတ်တယ်ဟုတ် နောက်ပိုင်းကိုကိုကို appreciate လုပ်တယ် blessing တစ်ခုရထားတယ်လို့သတ်မှတ်တာ။ဟောငါငါရဲ့မူရင်းမျိုးဆုံးခွာပြီးတော့ချမ်းသာတဲ့လူကြီးတွေမှာတွားပြီးတော့အဲတောက်ပတ်ဖို့လုပ်နေတဲ့အချိန်မှာငါတကယ်ရခဲ့တဲ့ဘဝလူချမ်းသာဘဝရခဲ့တာဆိုတော့အခုမှခံစားမိရ